နဲ့တွေ့ဖို့ရာလွေးရမို့ဘူးသူမညံပုံညာရဖို့ရာသူ့အပေါ်မှာတရားစလုံးတည်တာအေးဒီသူကိုကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးအတန်တွင်တရားတော်ညသက်တော်ထေရှားဟောပြီးတကယ်သူဒါတွေ့နေရတာပဲဒါသိတ်ပံကတိုးတက်တဲ့ခင်းနဲ့လားကြုံလို့နော်လုံးမို့ရင်စာအုပ်ဖားမယ်ဆိုရင်တော်တော်လူအမလွယ်ဘူးဗျာအတန်ထကသိပ်ပြီးတန်လိုက်တာရှိတာဟုတ်ဆွေးဆောင်နိုင်တဲ့တတ္တရသိပ်ရှိတယ် အဲ့ဒီမှာကိုယ်နော်ပြောလို့အဲ့ဒီလောက်ကိုယ်နော်ပြောလို့အတိလွတ်တဲ့လမ်းပြပြတဲ့ပုဂ္ဂိုလ်ကြီးနဲ့တွေ့တာတောင်မှအတိလွတ်တဲ့လမ်းမသွားကျင်ဘူးဆိုရင် မတွေ့ရင်ဒီပုဂ္ဂိုလ်အတိလွတ်တဲ့လမ်းရှိမှတောင်သိမှာမဟုတ်ဘူးသိတဲ့ပုဂ္ဂိုလ်ကလည်းလွတ်အတိအတိလွတ်တဲ့နေရာရောက်မှအိမပါလားဆိုပြီးတော့အဲဇွဲနဲ့အဲတရာမလျှော့ဝရိယမလျှော့ပဲနဲ့သွားတာနဲ့ချီးပြီးပေါ်ဆိုတာနဲ့ဗရင်ကများ ဒါနဲ့အတင်းနေအတင်းနဲ့နေရတာကိုပြောပိုင်နေတာဟမ်စဉ်းစားဒါကြောင့်တကယ်ကျူးစားတဲ့ပုဂ္ဂိုလ်ကြတာခန္ဓာကတရားတွေ့လာပြီဆိုဟိုးအိတ်ခေရတာလေးများပေါ့ဟောဒီလိုလာတော့တာအိတ်ခေရတာကြောင့်နေခဲ့ရတာလေးဟူစားခဲ့ရတာလေးများပြီဟိုတခါဆရာတော်ကဥအောင်ချီကိုအမိတ်ရှိဘူးလေဥအောင်ချီကမိုးကုတ်မှာ သူကရန်ကုန်ပြောင်းသွားပြီးတော့ဆရာတော်မိုးဘုတ်ကြွသွားတယ်ဆိုတော့အဲရန်ကုန်မှာလည်းနေရာတည်ကြတော့ဘူးတော့မိုးဘုတ်သားတဲ့အပူကြောက်တာကိုအဲဒီတော့သူဆရာတော်လည်းရှိတယ်ဆိုပြီးသွားသွားတော့မောင်ကြီးမင်းတွေတရားအထုတ်ကိုလာလာလိုက်ဆိုအေးမှန်မှန်ပါဗျာဆိုတော့အေးဒီလိုဆင်မင်းဘယ်သူနဲ့မှအတွေ့မခံနဲ့ကွာအမိန်ကချတော့တာပဲဘယ်သူနဲ့မှမတွေ့နဲ့ကွာခန္ဓာဟောတဲ့တရားနဲ့ညာနဲ့တွေ့ဖို့ပဲရည်ကြည်တယ်မင်းပြင်မဲ့ကအာရုံဟုတ်လား အေးအာယုံလေးနဲ့တွေ့နေတော့မင်းတမာရီတောင်ရဖို့မလွယ်ဘူးကွာတဲ့မှန်ပါဗျာအဲ့တော့နေကျင်ဟောပေးတယ်တော့သူကနာလိုက်ကျူးစားလိုက်နာလိုက်ကျူးစားလိုက်တပည့်ရင်းလည်းဖြစ်နေတော့တကာရင်းတပည့်ရင်းဖြစ်နေတော့မသိတာလည်းသွားရှောင်းလိုက်နောက်ဆုံးကွာလှမ်းညွန်တဲ့တောင်မင်းစကားကိုပြောနေအဲ့လောက်ထိပိတ်ပြတယ်မင်းကမင်းအီးအီးတာလေခန္ဓာရေးတရားနဲ့တွေ့မှမင်းပြန်ခန္ဓာရေးတရားမတွေ့လို့ရှိရင်မင်းအဲ့ဒါမင်းဒုက္ခရောက်နေပြီ ်တနည်းမင်းလောကရန်တိုက်ရင်မခံနိုင်မှာမဟုတ်ဘူးအဲလိုပြောဆိုင်တော့ဇာတော့လေကြည်လဲကြည်ညူကြောက်လဲကြောက်တော့ဖိပြီးတော့ကြိုးစားတာပေါ့လေတချိန်မှာသူကကိုယ့်ရဲ့နှောင်းကပြောလို့ပဲကြိုးစားပြီးထိုင်နေတော့အချိန်တန်တော့ပေါ့လေတရားဟောတဲ့အချိန်ကျတော့ထိုးစီထိုးတာပေါ့ထိုးစီထိုးတော့သူကတော့ထိုင်နေတယ်တဲ့ဒီမှာတရားနဲ့ခန္ဓာဟောတဲ့တရားနဲ့ညာနဲ့တွေ့နေတော့ထိုင်နေတော့ဟိုစေတနာပါပဲတယောက်တော့ပုဂ္ဂိုလ်က ဟေးဆရာတော်တရားဟောတော့မမောင်ကြီးထထလို့ဆိုပြီးတော့လာလိုက်ခဲ့ဆိုပြီးတော့လာလာလို့ပြောတော့သူ့အာရုံပြတ်သွားတာမှန်ပါဒီအချိန်မှာသူကဖြစ်ပြက်နဲ့မက်နေတော်တော်လေးကြိုက်အဲ့ဒါနဲ့ဆရာတော်ကိုနောက်အကျိုးအကြောင်းပြောတော့ဟာကွာအဲ့ဒါတိတ်နာတာပဲငါဟောတဲ့တရားဘယ်ချိန်နာနာရတယ်ခန္ဓာဟောတဲ့တရားကချိန်ကြီးမှနာလို့ရတာ မင်းခန္ဓာဟောတဲ့တရားနာနေအောင်ငါကပြောတာငါတရားကပရဏမဟုတ်ဘူးခန္ဓာဟောတဲ့တရားနာဖို့ရကပရဏသူကိုယ်တိုင်ဦးဇင်းနဲ့ကလည်းအလွန်အကျွမ်းတော်ရင်းနှီးနေတော့အဲ့ဒုံကဗျာဆရာတော်ကကွာမောင်ကြီးနာလိုက်တာကွာတော်တော်နာရီမင်းဒီဥစ္စာမျိုးပြန်တွေးဖို့လွယ်မယ်မထင်နဲ့မျော်လည်းမမျော်နဲ့အကယ်လို့တွေ့ရင်လေငါဟောနေနေမနာနဲ့ကွာခန္ဓာဟောတရားဖိနာဟော ။ဒါဖြင့်အရေးကြီးအရေးကြီးနာစီခြင်းနာခန္ဓာဟောတရားနာစီခြင်းနာ။မှန်ပါဗျာ။အခုကခင်ဗျားတို့ခန္ဓာဟောတရားနာတယ်ဘုန်းကြီးဟောတဲ့တရားနာတော့ဘယ်ရင်ကြိုက်။တွားပြီ။ဘုန်းကြီးဟောတဲ့တရားကြတော့ခင်ဗျားတို့ရှင်ကပြုံးကံနဲ့မျက်နာကိုကြည့်လို့ပါဗျာ။ခန္ဓာဟောတဲ့တရားနာပြီဆိုတော့မှ ပုံစံတွေကပြောင်းသွားတာ။ဟိုတကယ်နိဗ္ဗာန်ရောက်ချောင်းခန္ဓာကဟောတာတရားနိဗ္ဗာန်ရောက်ချောင်းနီးတာပြီးတာ။ ဟုတ်လားခန္ဓာဟောတဲ့တရားနာလိုက်တဲ့အခါကျမှဟာဟုတ်တယ်ဆရာဟောတာနဲ့ခန္ဓာဟောတာနဲ့နှစ်ချက်ညီရမယ်လို့ဆိုထားတာဟုတ်ပြီဒီဘောပရိသမှာတည်တည်ချာချာလာတာလားဆရာဟောတာနဲ့ခန္ဓာဟောတာနဲ့နှစ်ချက်ညီရကွာဒီဘောကနိဗ္ဗာန်ရပါတယ်ကွာတည်တည်ချာချာကိုဘုရားလည်းဟောထားတယ်ဘုဒ္ဓဖြင့်ရင်ခန္ဓာကမဟောလို့ကိုယ်မှာမဲ့မရတာလားဟောရင်မရတာလားဟောရင်မရတာပါဘုရားအဲ့ဒါမှသိနေတာလားမှန်ပါပါဒါသိနေအောင် ငါတို့အဲ့ဒါအနာကြီးနာတယ်လို့ကိုမထင်ဘူး။ဟာဟိုဟိုဟာလေးလက်လွတ်သွားတာတိတ်နာတယ်။ဟော။ဘာကြီး။မြင်ရတော့အာနာပါလား။ဟိုဟာလေးလက်လွတ်သွားတာတိတ်နာတယ်။ဟိုခန္ဓာဝတ္တရားဟိုမနာလိုက်ရလို့နာတယ်လို့ကြီးတဲ့ပုဂ္ဂိုလ်ကိုတဲမတွေ့ဘူး။ဟိုဟာလေးလက်လွတ်သွားတာနာတဲ့ပုဂ္ဂိုလ်ကြီးပဲ။ကိုဟာနဲ့ကိုပေါ့လေ။ဟဲ့။ဟိုဟာလေးကဘာလို့ပြိစ္ဆာသမုပ္ပါ၁၁တရား။ ခုပရိစ္ဆသမုပ္ပါဖြတ်တာကခင်ဗျားတို့ဒီခန္ဓာအဲဝိပဿနာဉာဏ်ဒီဝိပဿနာဉာဏ်မမြင်မဲနဲ့ဘယ်ကလာအသေးတကယ်အသေးကိုမမယမနာမြင်နေရတော့မှဟာဘယ်ခန္ဓာရရဒီအသေးနဲ့တွူးမှာပဲဆိုတာသူညာနဲ့ပေါ်လာမှာပေါ့အခုတော့ဦးဇင်းတို့တရားဓမ္မတွေကခန္ဓာစိတ်မသိတဲ့အတွက်အသေးမမြင်အသေးမမြင်တော့အသေးရှိရနဲ့ဟေးအသေးလွတ်ရလဲမသွားခြင်း နောက်တည်ရဖို့လဲကြိုးစားတယ်ဆိုတော့ဦးတိတ်ကိုကြောက်စရာကောင်းတယ်အဲ့ဒါကြောင့်အဝိဇ္ဇာဟာနှစ်ဖက်သွားရှိတယ်လွှမ်းနေတူတယ်ဆိုတာအဲ့ဒါဆရာတော်ကချုံးပွန်သွားတယ်အဲ့နှစ်ဖက်သွားရှိတယ်လွှမ်းနေတူတယ်ဆိုတာကိုယ်ဥစ္စာအသိရှိရင်လည်းအသိရှိရသွားတော့လဲမသိလို့သွားတာဘူးလေဟိုအသိရှိရအသိလွတ်တာရှိပြန်တော့လဲအသိလွတ်တင်နေရကြတော့မသွားကြဘူးဆိုတော့လဲ မသိလို့ပဲဒါကြောင့်နှစ်ဖက်သွားရှိတဲ့အဝိဇ္ဇာဆိုတာအဲ့ဒါပေါအောင်ပြောနေတာပါဟုတ်ပါဗျာအသိရှိရင်လည်းအသိရှိရသွားတာလည်းမသိလို့သွားတာမဟုတ်ဘူးဟုတ်ပါဗျာဟုတ်လားအသိလွတ်တဲ့နေရာရှိပြီမဲ့အသိလွတ်တဲ့နေရာမသွားတာလည်းမသိလို့ပဲအဲဒါဖြင့်ခင်ဗျားဆိုတာမသိတာကျင်တာမူးမော်နေတယ်မှန်ပါပါခင်ဗျာမသိတာသိအောင်ပြောပြီးတော့လည်းသိအောင်လုပ်တာနဲ့ဩရှေ့ရှေ့မှာတောင်းခဲ့နေတယ် မသိတာသိအောင်ပြောပြရင်ဟာမသိလို့မသိတော့ဟာမာခဲ့တာငါသိရင်တော့ပြင်မယ်စုဒီစိတ်ကလည်းမပေါ်ဘူးပြာကဲ့ပြာမသိတော့လည်းမသိလို့သိဉဏ်တော့လည်းမရှောင်နိုင်ဘူးဟောဖန်ဘယ်တော့လုံမှာစဉ်းစားလေးလေးနဲ့နဲ့စဉ်းစားပါဦးဇင်းတို့ဟောဦးဇင်းတို့ငဃာမလေးအနည်းရှင်တထောင်မှဇာကောင်းတယောက်တွေ့တာကွမဟုတ်ဆရာတော်ဘုရားကြီးဟောတာ အမတန်မှန်တယ်။ဟောအတိရှိတာလည်းဒီကသိအောင်ပြရတယ်။အတိလွတ်တဲ့လမ်းသွားဖို့ရလဲညွန့်တယ်။ညွန့်ပါဗျာ။ကဲအတိရှိရအရှိရနဲ့အတိရှိရသွားတာမင်းတို့ပြိဿသမုပ္ပါ ဖြစ်ပုံနားမလဲလို့กว่า။ဟောအတိရှိတာသိပြီအတိလွတ်တာရောက်အောင်သွားတဲ့ပုဂ္ဂိုလ်ကဟောပြိဿသမုပ္ပါဖြတ်လန်းသိသွားတာกว่า။ဒါဘုရားကိုတော်မြတ်ကြီးဗောဓိပင်နဲ့ရွှေပြင်းမှာဒီပြိဿသမုပ္ပါသုံးသုံးတတ်လို့ဟမ်မဟာတောင်ကညာနေဆိုတာ ဒီပရိစ္ဆသမုပ္ပါဖြစ်ပုံသုံးသပ်လိုက်တော့အသိချင်းကိုမနာရသိနေတာ သူ့ခန္ဓာထဲမှာမမြင်ဘူးလားမြင်ပါဘူးအေးစัจ java လာဂရိတသိမ့်အတွက်မှာရှိတဲ့ခန္ဓာရှင်တွေရဲ့ဖြစ်ပုံချုပ်ပုံမှာညာထဲမှာမပေါ်ဘူးလားအေးဒီကြတော့မှာအသိလွတ်ရကိုရှာမယ်ဆိုတော့မှာလက်တွေကြည့်လိုက်တော့ဩအဝိဇ္ဇာချုပ်မှာအသိလွတ်မှာပါလားဆိုတော့အမှန်တိမှာအသိလွတ်တဲ့နေရာသွားခြင်းတော့မပေါ်ဟုတ်လားအသိလည်းမြင်တယ်အသိလွတ်ရလည်းပြီးသွားခြင်း ဘာလို့ဒုက္ခဉာဏ်ဏဆိုတော့သူအသိရှိတာမြင်တာဘူး။ဟာဒုက္ခညောဒီဉာဏ်ဏဆိုတော့ဟောအသိလွတ်တဲ့နိဗ္ဗာန်လည်းသူရောက်သွားမယ်ဆိုတော့စိတ်ပေါ်တော့တာ။ဒါကြောင့်ဦးဇင်းတို့တရားဓမ္မလေခန္ဓာဟောတရားကို နာနိုင်ဖို့ရဦးဇင်းတို့အေးဂျုံတိုင်းဂျုံတိုင်းဟောလာတွေ့တဲ့ပုဂ္ဂိုလ်တိုင်းတွေ့တဲ့ပုဂ္ဂိုလ်တိုင်းယဉ်ဤတဲ့ပုဂ္ဂိုလ်တိုင်းမမြင်သေးဘူး။အဲမဲကိုမသာကိုမမြင်မဲမသာဖြစ်ရတဲ့အချိန်ကြောက်နေမယ်။ ကြောက်မှာအမလီအကြီးကျယ်တုံးလို့မှာအမများတေကန်နေကြဥတီအမများဘသူကမှမကြေဘူးနော်အဲကိုအထုတ်တဲ့တရားမှာကိုကြေမှာကိုကြေမဲ့တရားပြီးတော့လဲလက်မခံဘူးတွန်းချမဲ့တရားကြတော့လဲအမလီသူနဲ့နေရတာကို ပြောပိုက်ဘယ်လောက်များကြောက်เสียကောင်းလို့တွေးလီတွေးလီဩဆရာသမားကြီးစုတဲ့ကြီးပါလား အတိရှိတယ်လည်းမြင်အောင်သူပြတယ်အတိလွတ်ရရအောင်လည်းသူပို့ပြီးတယ်ဟုတ်ဟိုငကိုတော့ကတော့ကျုပ်တို့အတိရှိတာမသိလို့မထားပါတော့ဟုတ်လားအတိရှိတာလည်းမသိဘူးအတိလွတ်တဲ့လမ်းလည်းပြမဲ့ပုဂ္ဂိုလ်ကမရှိခုတော့ဘုရားတဏ္ဍာနဲ့ကျုံတကိကူဟုတ်လားအတိလွတ်ရပြနိုင်တယ်ဆရာတို့ဆရာများဆိုတော့မဟုတ်ဘူးဆရာတော်ဘုရားကြီးတို့လည်းလို့ပုဂ္ဂိုလ်တို့နဲ့လည်းကျုံကဲအတိလွတ်တဲ့လမ်းဘယ်လိုသွားရမလဲဘယ်လမ်းရှောင်ပြီးဘယ်လိုသွားရမလဲဆိုတော့ တကိကိုခန္ဓာဉာဏ်ရောက်သစ္စာဆိုင်တဲ့တရားတွေပဲမဟုတ်လားဟောဟောပြီးတော့ခင်ဗျားတို့ခန္ဓာဉာဏ်ရောက်အလုတ်လုတ်တဲ့နေရာမှာလေဟေးခန္ဓာစိတ်တိအောင်လုံးတော့ခန္ဓာစိတ်တိမှာဝိပဿနာဉာဏ်ဖြစ်မှာခန္ဓာစိတ်မသိရင်ဝိပဿနာဉာဏ်လိုလိုနဲ့တမထပဲလဲလည်သွားတယ်ပါပါဗျာတမထပဲလဲလည်သွားတယ်ဘောဆိုခန္ဓာစိတ်တွေ့လို့ရှိရင်ခင်ဗျားတို့စဉ်းစားကြည့်ပါဟုတ်လားသိတယ်တပြင်းတည်းခန္ဓာမရှိဘူးဗျာနောက်စားထူးခန္ဓာတာရှိတာ ပရမတိလိုက်တဲ့ခန္ဓာမရှိတော့ဘူး။ဘာလို့ဆိုတော့ဒစိမ့်ချုပ်ပြီးမှဒစိမ့်ဖြစ်ရတယ်။သို့သောအမတန်တင်မြန်တဲ့အတွက်တန်တတိကဆက်နေတယ်။တန်တတိကမဆက်ဘူးလားဆက်နေ။ဟာနာလိုက်တာဗျာ။စတိုင်အနာတာပဲ။ဟောဒီလိုပြောရင်ပြောမယ်။စတိုင်ကလေးကနာတာပဲ။ကုဋတိလည်းအနာမပြောပြီးတဲ့ပြီးသွားဗျာ။တော်တော့ကိုကျိုးစားထိုင်လိုက်ရပါတယ်။အနာကမပြောဘူး။တချို့ရှောက်တယ်။ဟိုအနာချင်းဆက်နေတဲ့သဘောကိုကသူကထိုးဖောက်ပြီးသူမရှုတတ်ဘူး။ တန်တတိကိုကတော့ထိုးဖောက်ရှူရမှာဒါအရင်နာလားနောက်အစ်နာလားဟောအရင်အနာချုပ်သွားပြီနောက်အစ်နာပေါ်ပြီလို့ဒီလိုထိုးဖောက်ကြည့်ရမှာကိုသူကတဏှာနဲ့ဆက်နေတယ်ဆိုတော့သတ္တရာဒိဋ္ဌိဝင်လာတယ်တဏှာနဲ့ဆက်နေတယ်ဆိုတော့ဗာဒိဋ္ဌိဝင်လာတယ်သတ္တရာဒိဋ္ဌိဝင်လာတယ်ခင်ဗျားတို့မက်ကထွက်ပြေးပြီဥပါဒနာမှာခင်ဗျားတို့ထိုင်ရင်မတတ်တဲ့ကိုပဲဟိုလာဟောတော့မှာတော့အာ အထေမလိုက်တာသည်တတရဒိဋ္ဌိရှင်နေအကျေစုပြုပုံသည်ဩစီရဒိဋ္ဌိရှင်နေဥပ္ပကြီးတို့ဩတာပဲကိုစမ်းမောင်တို့လည်းဩတာပဲဥတင်အေးတို့လည်းဩတာပဲဒါမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်တကယ်ဉာဏ်တွေ့ကြတော့ဒီဆက်နေတဲ့ဥစ္စာဟုတ်လားတွေ့လာပြီဆိုဟောအရင်အနာလားနောက်အနာလားဒီပရိစ္ဆသမုပ္ပါသိတဲ့ပုဂ္ဂိုလ်ကတစိမ့်နဲ့ရှင်တာနှစ်စိတ်ပြိုင်မရှင်ကောင်းဘူး तू ကနာတယ်ဒီကသိတယ် နာရကကာကာယတော်ရဟုတ်လားနာဘုံချင်းမတူတာကကာယတော်ရသိရမှာလားမနောတော်ရကသိရမှာဉာဏ်ကမနောတော်ရမှာကိန်းလားအဲ့ဒီတော့နာဘုံချင်းမတူတာကိုဘယ်ကဝိပန်မှာလဲဆိုတော့ဒီမနောတော်ရဉာဏ်ဆိုတာဝိပန်နာထိုးထွင်းသိတယ်ဒါကြောင့်ဆရာတော်ဥမာပြတယ်ဘွားတဲ့ကြီးကအထက်ကနေအောက်စီးတယ်ရည်ပင်ကြီးကအထက်ကနေအောက်စီးသွားတော့အထက်ကြီးအောက်စီးတာတော့သိရည်သိရောင်ပြောင်းလာကြတော့ ်ပါပါသိမလဲရည်သည့်ရောင်းပြောင်းတာမသိဘူးမှတ်တိုင်ဆိုင်လိုက်စားမှာမှတ်တိုင်ဆိုင်လိုက်ရေဟာရည်ပင်ကြီးအထက်ကအောက်စီးနေအခုနေဆိုပြမြည်ရည်တိတ်တက်နေတဲ့အချိန်အထက်ကနေအောက်စီးနေတာဝင်လိုက်ဟာရည်တိုးလာပြီဒိုးဝိုင်းတဲ့အရင်မူကူးဝင်လာပြီဆိုအမရည်တိုးလာတော့သိတာသိပါဗျာသဘောသဘောပြောတယ်ကိုဝိုင်းကအရင်တော့ရည်ကလုံးနေတယ်နောက်တက်တက်လာတော့ရည်ကအဲစီးထားတဲ့တားတွေကိုကျော်ပြီးတော့ဝင်လာတာဟာရည်တိုးတယ် သူကအတားရှိကြောင်သိတာမှန်ပါသဘောပြောတယ်အမှားအသားကြောင်သိတာဒီမှာလေခင်ဗျားတို့ဒီတမာရီမှတ်တိုင်နဲ့တတိနဲ့ထားပြီးတော့မှတ်တိုင်ဆိုင်ပြီးတော့ရေးရဒီလာရှိတာတွေ့လိုက်ဖတာရေးသိရေးသိဆိုတဲ့ကူကဟာအဟောင်းချုပ်မှအတိတ်ကဝန်နိုင်တာမှန်ပါအထက်ရအောက်စီးသွားမှနောက်ရေးသိကဝန်နိုင်တယ်လို့ပေါ့ဒီမှာလေဩတခါနာချုပ်ပြီးမှတခါနာဖြစ်နိုင်တာဒါဆက်နေတာကသမာရီအားနေလို့ပညာအားနေလို့